ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့ဆောင်းပါတဲ့ဘုတ်ကတော့မင်းအွန်လိုင်းတို့ရှိနေတဲ့၍အမေရိကန်ရဲ့ငွေလိန်ဂိုင်းစစ်ပွဲအနိုင်ရဖို့မရှိဆိုတဲ့ဆောင်းပါတဲ့ဘုတ်ပဲဖြစ်ပါလေဝါရှင်တန်ဟာမူရစီဝါတိုက်ဖြတ်ရေးအတွက်ဗင်နီဇွဲလားမှာအစိုးရကိုပြောင်းပြင်နိုင်မှဖြစ်မယ်လို့တွက်ဆလာနေပြီဖြစ်ပါလေယခုလည်းမြန်မာစစ်အုပ်စုမှအားပေးကူညီနေတဲ့ အွန်လိုင်းငွေလိမ်ဂိုင်းများတိုက်ဖြတ်ရေးမှာအလားတူစဉ်းစားရတော့မှာဖြစ်တယ်လို့အရှေ့တိုင်းစာဆောင်မှာရေးသားထားပါတယ်။အရှိတောင်အာရှမှာခြေစိုက်ထားတဲ့အွန်လိုင်းငွေလိမ်ဂိုင်းများဟာတကဘာလုံးအတွက်အနေရကြီးကြက်ရောက်လာနေပြီဖြစ်ပါတယ်။အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ၎င်းတို့တနိုင်ကန်တဲ့တွင်ပင်2024တနှစ်ထဲ ဒေါ်လာ10ဘီလီယံဆုံးရှုံးခဲ့ရမှယခုအခါ16ဘီလီယံထိရောက်ရှိလာနေပြီဖြစ်တယ်လို့သိရပါတယ်။ထို့များအထိဖြစ်လာနေလို့ကွန်ဂရက်နဲ့ထရန့်ဆိုးရဟာအလံတကြားဖြစ်လာပြီးထင်သာမြင်သာတဲ့အရေးယူမှုများပြုလုပ်ရန်စတင်လာပြီဖြစ်ပါတယ်။ Republican အောက်လွှတ်တော်အမတ် Jefferson Sherry ကပြပ online ငွေလိမ်ကိုင်းများဖြိုဖျက်ရေးဥပဒေကြမ်းကိုတင်သွင်းလာပါတယ်။ အထက်လွှတ်တော်မှလည်း Republican အမတ်ငွေလိန်ဂိုင်းများရဆိုင်ရေးဥပဒေကိုတင်သွင်းလာပါတယ်။နိုဝင်ဘာ12ရက်မှာအမေရိကန်ရှစ်နေချုပ်ယုံက Scan Center Strike Force SCSF ကိုတရားဝင်ဖွဲ့စည်းလာခဲ့ပါတယ်။ထိုအဖွဲ့ဟာလုံနေချက် Task Force မျိုးမဟုတ်ဘဲပြက်ပြက်သားသားနဲ့လက်မြန်ချီမြန်လုပ်မဲ့အဖွဲ့မျိုးဖြစ်ပါတယ်။ ထို့သောရာဇဝေဂိုင်းများထွက်ပေါ်လာရခြင်းဟာလေနာတာရှည်လာတဲ့စင်းရဲမွဲတွေမှု အုတ်ချုပ်မှုအာနေခြင်းလူကုန်ကူးမှုနဲ့တရားဥပဒေစိုးမိုးမှုပြိုလဲခြင်းအဆရှိတဲ့အရင်ခံအကြောင်းတရားများနက်ဆိုင်စွာတည်ရှိလာခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်ပထမပိုင်းမှာတရုတ်ရာဇဝေဂိုင်းများကကာစီနိုများအွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များမှတဆင့်စတင်လာခဲ့ခြင်းဖြစ်ပါတယ်မြန်မာမှာတော့အချင်းပြက် တိုင်းရင်သားလက်နက်ကိုင် အုပ်စုများနဲ့အကြမ်းဖက်စစ်အုပ်စုကြားလဝါချင်းရိုက်ပြီးအကာအကွယ်ပေးထားကအကျိုးမြတ်ခွဲဝေရယူရာကရဲတင်လာခြင်းဖြစ်ပါတယ်။ထို့သောလုံနေကြခြင်းကိုတပ်တွေအထောက်ထားများကဒုနဲ့ဒီရှိလာနေပြီဖြစ်ပါတယ်။ရှမ်းမြောက်ဒေသရှိလောက်ကိုင်နဲ့မိုင်းလားတွင်မှုစစ်တပ်လက်အောက်ခံကိုကန့်နေကြဆောင်တပ်ဖွဲ့ရဲ့အကာအကွယ်အောက်မှာကြီးထွားလာခြင်းဖြစ်ပါတယ်။ ်ဂျမ်ဘတ်စီအုပ်စုမှထုတ်လုပ်ရများကိုနှိမ်နှင်းရန်ညှင်းဆူလာခြင်းကြောင့်တရုတ်ရဲ့မီးစိမ်းပြမှုနဲ့၁၀၂၇စစ်စင်ရေးကြီးထွက်ပေါ်လာရခြင်းဖြစ်ပါတယ်ထိုစစ်စင်ရေးမှာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ကိုကန့်ခေါင်းဆောင်အများပြဖမ်းဆီးခံခဲ့ရပါတယ်ရှမ်းမြောက်ဒေသမှာဆိုပါဂိုင်းများပြိုလဲသွားခဲ့ခြင်းကြောင့်ကရင်နဲ့မွန်ပြည်နယ်များအတွင်ငွေလိန်ဂိုင်းများခေါင်းထောင်ထလာခြင်းလည်းဖြစ်ပါတယ် ထိုထဲမှာနာမည်ဆိုးထွက်လာရသည်ကကရင်နယ်ကြားဆောင်တက်ခေါင်းဆောင်စောချစ်သူကိုကဲနေတဲ့ရွှေကုတ်ကိုစခန်းဝင်းမဲဖြစ်ပါတယ်။၎င်းကမင်းအွန်လိုင်းစီစဉ်လာတဲ့ရွေးကောက်ပွဲကိုထောက်ခံသွားမှာ ဖြစ်တယ်လို့လူသိရှင်ကြားပြောထားခဲ့ပါတယ်။2023မှာစောချစ်သူကမင်းအွန်လိုင်းမှာဘွယ်တူးကုံတူးများပေးအပ်ချင်းမြင်လာခြင်းကပင်၎င်းတို့အချင်းချင်းနတ်ဆိုင်စွာ ပါဝင်ပတ်သက်နေတယ်ဆိုတာကို ြဆူနေတဲ့ထပ်မံထွက်ပေါ်လာတဲ့တပ်တည်အထောက်ထားတစ်ခုလည်းဖြစ်ပါတယ်စေယုစုအာနာတီမြဲနေသူရဲ့ငွေလိန်ဂိုင်းများပုံစံတမျိုးမျိုးနဲ့အကာအကွယ်ပေးနေကြမိတာဖြစ်ပါတယ်2024မှာထွက်ပေါ်လာတဲ့အထင်ရှားဆုံးအထောက်ထားတစ်ခုက ထိုင်းဘက်မှာအင်တာနက်လိုင်းများကိုဖြတ်တောက်လာတဲ့အခါမှာ အကျန်းဖတ်တက်ကမိုင်းတဲမှာ ချက်ချင်းလိုအစားထိုးပေးလာခဲ့ခြင်းဖြစ်ပါတယ် မေရိကန်မှ၎င်းတို့ဟာထိမ့်ချုပ်ရန်ပြစ်မှတ်ထားဒဏ်ခတ်အရေးယူလာပါတယ်။သို့တော်လည်းအောင်မြင်တင့်တလောက်မအောင်မြင်ခဲ့ပါဘူး။ထို့အတွက်ယခုလို SCSF ဖွဲ့စည်းလာခြင်းအားမရှိမဖြစ်လိုအပ်ချက်တရဖြစ်ကြိုးဆိုရမှာဖြစ်ပါတယ်။သူတည်တနာပြုချက်များရာဒီမိုကရေစီနီလန်းဖြင့်အုပ်ချုပ်နေတဲ့ဖိလစ်ပိုင်ဟာ နှိမ့်နှင်းရမှာအာဏာရှင်နိုင်ငံများဖြစ်တဲ့မြန်မာလာအိုကမ်ဘောဒီးယားတို့ထက်ပိုမိုထိရောက်မှုရှိတယ်ဆိုတာကိုတွေ့လာရပါတယ်။ဝါရှင်တန်ဟာဗင်နီဇွဲလာမှာအုပ်ချုပ်ရေးအဖွဲ့အပြောင်းလဲလုပ်ဖို့စဉ်းစားနေတယ်လို့မြန်မာမှာရှိတဲ့ငွေလင်းဂိုင်းများကိုအပီးပိုင်ဖျက်သိမ်းလိုပါကမြမာကျန်းဖတ်စေအုပ်စုကိုအလားတူလုပ်ရတော့မှာဖြစ်ပါတယ်။ထို့ကဲ့သို့အပြောင်းလဲလုပ်ရင်မြမာမှာ အစားထိုးနိုင်မဲ့အစိုးရအဖွဲ့အသင့်ရှိနေပြီဖြစ်ပါတယ်။ စစ်မှန်တဲ့ Federal Democracy ရရှိရေးကြိုးစားနေတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနေရာနှံ့ဆင်းအုပ်ချုပ်ရေးကိုလက်နက်ကင်တွန်းလှန်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအမျိုးသားညီညွတ်ရေးအစိုးရတို့ဖြစ်ပါတယ်။အစိုးရအင်အားစုများဟာတပြည့်ပြည့်နဲ့အောင်မြင်မှုများအောင်မြင်မှုများရရှိနေကြပြီ ဖြစ်ပါတယ်။ယခုက၎င်းတို့အားလုံးအမေရိကန်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ကွန်ဂရက်ဟာမြန်မာတို့ရဲ့ဒီမိုကရေစီအရေးအတွက်လိုအပ်သည်များ ပံမိုးပေးရန်ဘာမအက်ကိုအတီးပြုတ်ပြာဒန်းပေးခဲ့ပြီးဖြစ်ပါတယ်။ထိုအချိန်ကငွေလင်ခိုင်းများအရေးဟာယခုလိုအော်အော်တောင်းနေဖြစ်မလာသေးလို့ဥပဒေမှာထိုရေးကိုဖြည့်ရှင်းဖို့ထည့်သွင်းထားခြင်းမရှိသေးပါဘူး။ထို့အတွက်အထက်မှာပေါ်ပြတဲ့ဥပဒေဂျမ်းများအစိုးပြုလာရခြင်းဖြစ်ပါတယ်။ဘာမအမှာပါရှိတဲ့လူအသက်အန္တရာယ်မပေးနိုင်တဲ့အကူအညီများဆိုသည်ကထိုစဉ်ကငွေလင်ခိုင်းများဟာနေဆက်ဖြတ်ကျော်ပြီး မေရိကန်လုံခြုံရေးကိုချိမ့်ချောက်လာတဲ့အနေအထားလို့ထည့်သွင်းစဉ်းစားရန်မလိုသေး၍ဖြစ်တော်လဲလက်ရှိအနေအထားနဲ့မလျော်ညီတော့ပါဘူးအဆိုအားခိုင်းများဟာလူကုန်ကူးခြင်းငွေများခဝါချခြင်းလက်နက်မောင်းခိုးကူးခြင်းအစရှိသည်တို့ကိုအကုန်လောက်ကင်နေကြသူများဖြစ်ပါတယ်၎င်းတို့ကြောင့်ဒေသတစ်ခုလုံးမတိမငိမ့်ဖြစ်လာပြီးအမေရိကန်ကျိုးစီးပွားကို ထိခိုက်လာနေပြီဖြစ်ပါတယ် ်ထိုနေထားအမေရိကန်မှအကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ရန်စဉ်းစားပြီးတဖက်သက်အေးအေးရန်ဆုံးဖြတ်ထားတဲ့ဗင်နီဇွဲလားနဲ့အတော်များများတူနေပါတယ်အမေရိကန်၎င်းတို့ကျူးစီးပွားကိုဓာတ်ရိုက်ထိခိုက်လာလေရင်အေးအေးရန်လက်မနေယခုမြန်မာဟာလည်းထိုတို့ထိခိုက်အောင်လှုပ်လာနေပြီဖြစ်ပါတယ် ထိရောက်စွာလုံနိုင်ဖို့ဤလုပ်ငန်းများကို အမှန်တကယ်ဖြစ်မြောက်အောင်လှုပ်ဆောင်သူများဖြစ်သောအကျင့်ပြအရာရှိများရာဇဝတ်မှုကျူးလွန်တဲ့စစ်ဘရင်များနဲ့မြမအကျန်းဖတ်အစိုးမြမအကျန်းဖတ်စစ်အုပ်စုတစ်ခုလုံးကိုပြစ်မှတ်ထားနိုင်မှဖြစ်မှာပါအမေရိကန်ပြည်ထောင်စုဒေသတွင်းအစိုးရများနဲ့နိုင်ငံတကာမိဖက်များကြားဟန်ချက်ညီညီတန်တမာရေးဖိအားပေးမှု ထောက်လိုင်းရေးချက်လက်များမျှဝေမှုနဲ့ဥပဒေစိုးမှုမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတို့လိုအပ်မှာဖြစ်ပါတယ်။အဆိုပါဂိုင်းအဖွဲ့များအားကဘာတဝန်းရှိလူများကိုအမျက်ထုတ်အနိုင်ကျင့်နေကြလို့နိုင်ငံတိုင်းက၎င်းတို့ကိုလိမ့်လည်သူများဖြစ်စစ်ကြညာပြီးကဘာလုံးဆိုင်ရာစစ်ပွဲတစ်အဖြစ်သဘောထားတင်ပါတယ်။ထိုစစ်ပွဲမှာအမေရိကန်ပြည်ထောင်စုအားခင်မမီဒေါ့တဲ့ဘာမာအဲ့ဥပဒေမှအခွင့်အာဏာများကို ပြန်လည်ပြင်ဆင်ပြီး ၎င်းရဲ့လက်ထဲမှာရှိတဲ့ကိရိယာတိုင်းကိုအတုံးပြုတဲ့သည်ဟူ၍ဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်